မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာများချေချင်းစစ်ကြောင်းနဲ့ရင်တန်းကိုတိုက်ခတ်ခဲ့ရာစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စလ24ရက်နေ့ညနေ9:30မိနစ်ခန့်မှာမောင်းမကန်ကြက်ချံမှာရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလောင်းလုံး PDF က40မမဘုံပြစ်လောင်းချာနဲ့တွားရောက်ပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား10ဦးခန့်ဒေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီဘက်ကစေမူကြီးတအူးလဲပြင်းထန်ဒဏ်ရာရရှိကဒေဆုံးသွားတဲ့စစ်သား ောင်းများကိုဩဂတ်စ်လ25ရက်နေ့မွန်လွဲပိုင်းမှာအရေးပေါ်ကားများနဲ့တေဆောင်သွားတယ်လို့သိရပါတယ်စက်တင်ဘာလ9ရက်နေ့ည7:30မိနစ်ခန့်မှာပြင်ကြီးရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိနေတဲ့အချိန်လောင်းလုံး PDF က40မမဘုံပစ်လောင်ချာနဲ့တွားရောက်ပစ်ခတ်ခဲ့ရမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု10မိနစ်ခန့်ဖြစ်ပွားပြီးတော့ အဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။စက်တမလ10ရက်နေ့မွန်းလွဲတနအိမ်ကမှသဘောဆိုင်ရွာတဲကိုရောက်ရှိလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလောင်းလုံး PDF က40မမဘုံပြစ်လောင်းချာနဲ့တွဲရောက်ပြစ်ခတ်ခဲ့ရာ9မိနစ်ခန့်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးတော့အဲ့ဒီပြစ်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးသေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စက်တမလ9ရက်နေ့မွန်းလွဲနှစ်နာရီကမှအကြမ်းဖက်စစ်တပ်ရဲ့ခြေချင်းစစ်ကြောင်းဟာမောင်းမကန်နဲ့ကြောက်စင်ရွာကြားမှာရောက်ရှိလာတဲ့အချိန်လောင်းလုံး င်း PDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးတေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတချို့ရှိခဲ့တယ်လို့သိရပါဗျ။စက်တင်ဘာလ10ရက်နေ့မနက်10:00နာရီကမှမောင်းမကန်၃ဌက်လမ်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့မြေတင်ကား၂စီးနဲ့ Vigo ကတစ်စီးကိုလောင်းလုံး PDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗါး၎င်းတိုက်ခိုက်မှုများအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားအယောက်30ခန့်ဒိဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများကအဲ့ဒီတိုက်ခိုက်မှုများကိုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖဇုံတစ်ကဆောင်ရွက်ခဲ့တယ်လို့သိရပါဗါးလောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့မောင်းမကန်ကြောက်စင်သဘောစိတ်ပြင်ကြီးရှိုင်းတာယာချေးရွာများအတွင်းနေအိမ်များကိုအကြမ်းမဲ့စစ်ကောင်စီတပ်သားတွေက စိတ်ကြိုက်မှွေနောက်ပြီးတော့တံမိုးရှိတဲ့ပစ္စည်းများကိုကားတွေနဲ့ခိုးယူသေးဆောင်ကနေအိမ်များကိုမိရှို့ခဲ့တဲ့အတွက်အကြမ်းဖက်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမုံရွာမြို့မှာရှိတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကိုလက်နက်ကြီးများနဲ့တနအီကြောင်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ17ရက်နေ့ည7:00နာရီကမှမုံရွာမြို့မှာရှိတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကို rocket အလုံး20နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ထိခိုက်မှုအခြေအနေကိုတော့စုံစမ်းနေကြောင်းပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကပြောပါရယ်။ည9:00နာရီအချိန်အထိကိုပြစ်တာပါ။အထိခိုက်များလောက်တဲ့တိုင်ယုံနဲ့တလုံးကြတယ်လို့ပြည်သူ့ကာကွယ်ရဲဘော်တို့ကပြောပါရယ်။၎င်းပြစ်ခတ်မှုကို Chinese rocket ညီနောင် ဖွဲ့ရင်းမာပင်ခိုင်တရင်တဲ့ Chimrin Brothers တပ်ဖွဲ့ချိုးမိုင်မိုင်ကနီအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးနမခတန်ယုံအတွင်းကိုတလုံးနဲ့အားကစားခွင့်အတွင်းကိုတလုံးကျတယ်လို့သိရပြီးတော့နမခကလည်းဟာဝေဇာနဲ့ပြန်လည်ပြစ်ခတ်ခဲ့တယ်လို့မုံရွာကင်းထောင်များအဖွဲ့ကပြောဆိုထားပါဗါးနမခကိုအခုနှစ်ဖေဖော်ဝါရီလနဲ့ဧပြီလအတွင်းကလည်းတိုက်ခိုက်ခဲ့ရာထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့အဝင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိမ်းစခန်းကိုလက်နက်ကြီး drone များနဲ့ပစ်ခတ်တိုက်ခတ်ရာစစ်သားတအုပ်တွေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ10ရက်နေ့မွန်းလွဲ12နာရီကမှမြိုင်မြို့အထက်မြိုင်ရည်စကြိုလမ်းမိုက်မှာရှိတဲ့မြို့ဆောင်ဂိမ်းစခန်းနဲ့ဘန်ဂါတို့ကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီး6လုံးနဲ့ပစ်ခတ်တိုက်ခတ်ရာသုံးတပ်တိုက်အပေါ်ဆုံးတပ်ထိမှန်ပွင့်ထွက်သွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားနှောင်းအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲတော်လိုင်းတပ်ဖွဲ့များက drone နဲ့ တန်းကေဂျီရှိတဲ့အီနာဂါဒရုန်းဘုံသီးများနဲ့ကျဲချတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများနေထိုင်ရာဘန်ကာအတွင်းတွေကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့အကြမ်းဖက်စစ်သားတအုပ်တိဆုံးကဘန်ကာလည်းပျက်စီးသွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့မြန်မြို့ရဲစခန်းအတွင်းနဲ့စေယုံဆောင်အကြမ်းဖက်စစ်သားအင်အား40ခန့် တပ်ကူထွက်လာတဲ့အတွက်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့အောင်မြင်စွာပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗါဒ၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖတိုင်ရင်တက်ခွဲလေးတက်ခွဲငါမြိုင်ပကဖ drone တက်ရင်လက်နက်ကြီးတက်ရင် A+ အညာမြေအင်အားစုဆက်ရှင်ရေးစနေမင်း PKU Underground Force Burma Revolution Ranger နဲ့ဘိုမိုက်ခဲအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို like နဲ့ subscribe လုပ်ပေးခြင်းအပြင်တော်လိုင်းရဲကိုကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအခုလိုမျိုး like and subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ပေးရှောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒန်းပေးနေခြင်းဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘိမျိုးနဲ့တညက်ယူအားမှာအခြေဆိုင်လှုပ်ရှားနေတဲ့ပြူစောတိအဖွဲ့ဟာအမျိုးသားတအုပ်ကိုဖမ်းဆီးပြီးတော့ PDF PC ကိုစိုက်ကဲရောင်းချတယ်ဆိုပြီးတော့ဆွဆွဲကငွေကျပ်360ငွေညစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလ10ရက်နေ့ကတညက်ယူအားကံဥပါရှိဆိုသူကိုအုတ်ချုပ်ရင်းမှုဥဇော်မင်းလက်ဥဆောင်တဲ့ယူအားကံပြူစောတိအဖွဲ့ကဖုန်းဆက်ခေါ်ယူပြီးတော့ဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဆွေးနွေးစရာရှိတယ်ဆိုပြီးတော့လိန်ခေါ်ပြီးတော့တခါလဲကိုဖမ်းလိုက်တာပဲ။ PDF တွေကဝင်းဆိုင်ကယ်အဖြူရောင်နဲ့ပလောကပြည်သူစစ်စခန်းကိုလာပစ်တယ်တဲ့အဲ့ဒီဆိုင်ကယ်ကသူ့ဆိုင်ကယ်ဆိုပြီးတော့ဖမ်းတာလို့တညက်ရွာကန်တူကပြောပါတယ်ဖမ်းစီခံရတဲ့ဥပါရှိကသူ့အနေနဲ့ PDF တွေကိုဆိုင်ကယ်ရောင်းချခဲ့တာမဟုတ်ကြောင်းပြန်လည်ရှင်းပြခဲ့ပေမဲ့လက်မခံဘဲနဲ့ဖမ်းစီခဲ့တာလို့ရွာကန်တွေကပြောဆိုထားပါတယ်အဲ့ဒီနောက်မှာတော့ပြူစော်တီအဖွဲ့တွေကငွေကျပ်360ပေးမှပြန်လွှတ်မယ်လို့ချင်းချောင်းငွေညစ်ခဲ့တယ်လို့ဒေတာကန်တွေကပြောပါတယ်ဝင်းဆိုင်ကယ်အဖြူရောင်ကဒီတစည်းတည်းရှိတာမဟုတ်ဘူးလို့ပြောတာလည်းမရဘူး သူရောင်းခဲ့တဲ့သူကိုပြမယ်ဆိုတာလည်းမရဘူးသူတကယ်ရောင်းတာကတာမန်လူပါပဲတတ်တတ်မှတ်ကိုဝင်ညစ်ချင်လို့လုံနေတာလို့တညရွာကပြူစောတိအဖွဲ့ရိအကြောင်းထဲထဲဝင်ဝင်သိတဲ့ရွာကန်တူကပြောပါရယ်ဖန်းစီခံရပြီးတရက်အကြာညနေပိုင်းမှာတော့ငွေကျပ်360ကနေပြီးတော့ငွေကျပ်45သိန်းပြောင်းလဲတောင်းခံပြီးတော့ဖန်းစီခံရတဲ့ဥပရှိကိုပြန်လွတ်ပေးလိုက်တယ်လို့ရွာကန်ကြီးကပြောပြချက်အရာသိရပါရယ် တညရွာမှာအုပ်ချုပ်ရေးမှုဦးဆောင်တဲ့ပြူစောတီအဖွဲ့ဝင်၁၀ဦးကျော်ရှိပြီးတော့သူတို့ကိုပြီးခဲ့တဲ့ဇွန်လမှာစစ်ကောင်စီတပ်ကလက်နက်တွေတပ်ဆင်ပေးထားတယ်လို့သိရပါတယ်။အဲ့ဒီပြူစောတီအဖွဲ့တွေဟာသူတို့ရဲ့လစာအတွက်လဲအိမ်အောင်စုတထောင်ကျော်ရှိတဲ့တညချေးရွာအုပ်စုမှာပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကစပြီးတော့နေအိမ်တအိမ်ကိုငွေကျပ်9000စီကောက်ခံတာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်မှုထမ်းဥပဒေအတွက်ဆိုပြီးတော့လစဉ်လာတိုင်းရွာတွေကအသက်၁၈နှစ်ကနေ35နှစ်ကြာရှိတဲ့အိမ်တွေကို ငွေကျပ်9000ကောက်ခံပြီးတော့အသက်35နှစ်နဲ့အထက်ရှိတဲ့အိမ်တွေကိုငွေကျပ်3000စီကောက်ခံခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်အဲ့ဒီပြူစောတိအဖွဲ့ဝင်တွေဟာရွာရဲ့အုတ်ချုပ်ရေးမှုရုံးမှာနေထိုင်ပြီးတော့ရွာထဲမှာညဘက်တနက်တွေကိုပြစ်ဖောက်ကအဆင်းစစ်ဆေးတာနဲ့ဖုန်းတွေဆိုင်ကယ်တွေကိုရှောက်တခင်စစ်ဆေးတာတွေကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကျွဲထိန်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းလက်နက်ကြီးများနဲ့တိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ17ရက်နေ့မနက်ပိုင်းမှာကျွဲထိန်ကုန်းရွာမှာရှိတဲ့လက်ဖက်ဆိုင်တဆိုင်ကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ရာဆိုင်တွင်းမှာရှိတဲ့အမျိုးသမီး၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်သေဆုံးသွားတဲ့အမျိုးသမီး၃ဦးဟာကျွဲထိန်ကုန်းရွာမှာနေထိုင်တဲ့အသက်60အရွယ်ဒေါ်စန်းတီအသက်40အရွယ်ဒေါ်စန်းတွယ်နဲ့အသက်18နှစ်အရွယ်မဖြူစာအေးတို့ဖြစ် ်တယ်လို့သိရပါဗါးဒေါ်စန်းသွယ်ဟာဘုံဒီထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးခဲ့ကကျန်တဲ့နှစ်ဦးကတော့စေကူတမှုခံယူနေတဲ့အချိန်မှာတိတ်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗါးဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကကြေးရွာအတွင်းကိုလက်နက်ကြီးများနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ရာလူနေအိမ်များကိုကျရောက်ပေါက်ကွဲခဲ့ပြီးတော့အသက်23နှစ်အရွယ်ကိုနေနိုင်သူခေါ်ဒီတော့ရဲ့ခြေထောက်မှာဘုံစားထိမှန်ကစေကူတရန်တွားရောက်တဲ့အချိန်လမ်းမှာတိတ်ဆုံးသွားတယ်လို့သိရပါဗါးအချက်အလက်စစ်တပ်ရဲ့ drone လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာပြည်သူ၄ဦးသေဆုံးခဲ့ပြီးတော့နေအိမ်၄လုံးကပျက်စီးက ကြေးပါနေပြည်သူနှောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ